ယေရှုခရစ်တော်ထမြောက်ခြင်းအကြောင်းကိုအကျဉ်းချုပ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ယူပေးဖို့မျှော်လင့်ပါတယ်။ယေရှုခရစ်တော်ဤထမြောက်ခြင်းသည်ခရစ်ယာန်ဘာသာဤအခြေခံယုံကြည်ချက်ဖြစ်ပြီးတမန်ကျမ်းစာဓမ္မတိကျမ်းအရယေရှုသည်လဝါကတိုင်တွင်အသေးခံပြီးသုံးရက်မြောက်နေ့၌တည်ခြင်းမှထမြောက်ခဲ့သည်ဟုဖော်ပြထားသည်။ဤအံ့ဖွယ်အမှုသည်ဖျားသခင်ဤတန်ခိုးတော်နှင့်ကဲတင်ခြင်းအစီအစဉ်ကိုတည်တည်ပြသည်ဟုယုံကြည်ကြသည်။ ယေရှုထမြောက်ခြင်း၏အဓိကအချက်များတက်သမိုင်းကြောင်းယေရှုကိုဂေသရှေမန်ဥယျာဉ်၌ဖမ်းဆီးပြီးရောမအာဏာပိုင်များကလဝါကတ်တိုင်တွင်အသက်ခံရသည် သူ၏ရုပ်လောင်းကိုဂူဒချိုင်းတစ်ခုတွင်မြုပ်နှံထားပြီးကြောက်တုံးကြီးဖြင့်ပိတ်ထားသည်ထမြောက်ခြင်း၃ရက်အကြာတနင်္လာနေ့မိတ်ဆွေများဂူတို့သွားသောအခါကြောက်တုံးလေးဖွင့်ထားပြီးဂူထဲမှာဗလာဖြစ်နေသည့်နောက်ပိုင်းတွင်ယေရှုသည် မာရီမဂဒလာနှင့် တပည့်တော်များထံထင်ရှားစွာပေါ်လာခဲ့သည် မာကု16:28 ယေရှု၏ထမြောက်ခြင်းသည်သူ၏ဖျားသဘောတသက်ဖြစ်ပြီးလူသားများအတွက်ပြစ်မှုများမှကယ်တင်ခြင်းကိုအတည်ပြုသည် ခရစ်ယာန်များအတွက်သေခြင်းကိုအောင်မြင်ပြီးထာဝရအသက်၏မျှော်လင့်ချက်ကို ပေးသည်တကောရိန္သု15 18 20သည်ထမြောက်ခြင်းနှင့်အသက်ဖြစ်၏ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲအသက်ရှင်လိမ့်မည်ယောဟန်17 25 他邀请内部科学家、土工专进巴黎西备，也属于奥密木古奥密多尼撇的。